ညာဒေသရဲ့အလူတော်ဘွဲဒီမှာသာစားရတဲ့အရန်စားလို့ကောင်းတဲ့အလူငချောက်ကြော်နည်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်အလူငချောက်ကြော်ဟာအရန်စားလို့ကောင်းတဲ့အတွက် ထင်မှတ်မထားတဲ့လျှို့ဝှက်ချက်တွေကြော်နည်းတွေများစွာရှိမယ်လို့ထင်ကောင်းထင်နိုင်ပါတယ်တကယ်တမ်းတော့အလူငချောက်ကြော်မှာငချောက်ရဲ့ကျက်သွင်ရဲ့စီရဲ့သုံးမျိုးတည်းဟူတာအချိုးကျပေါင်းဆက်ပြီးတော့ကြောထားတာပါလောက်ကောင်လုံးနည်းတွေကိုတစ်ခုချင်းအသေးစိတ်ရိုက်ပြီးတင်ဆက်ပေးထားပါတယ် ်စားလိုက်ကြရအောင်ဗျာစားဘူးတော့မပြောတတ်ဘူးသူကတော့ကြွယ်တော့ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ဥယျာဉ်မူပါဗျာ အလူမတိုင်ခင်9ရက်လောက်လိုမှာအလူငချောက်ကြော်ဖို့အတွက်စတင်ပြင်ဆင်ပါတယ်အလူငချောက်ကြော်ဟာကြော်ပြီးတလားလောက်ထိမပြတ်မစည်းထားလို့ရတဲ့အတွက်စောစောကြော်ထားလို့ရပါတယ်ဒီနေ့မှာတော့ကျက်သွန်ညီကို အခွင့်ခွာကြပါတယ်ကျက်သွန်ညီကအယမ်းမွန်တဲ့အတွက်စားပကံကိုအလဲကောင်မှာထားတာပါတယ်ပြီးတော့ခွင့်ခွာပြီးသားကျက်သွန်ညီလေးကိုဓာတ်ရဲထိတ်ကလေးတွေမှာတတ်ပြီးတော့အဲ့ဒီကျက်သွန်လေးကိုစားနဲ့တို့ပြီးတော့လီးကြပါတယ် အဲ့ဒါဆိုရင်မျက်စိမမုံလို့ပြောပါတယ်ဗျာအဲ့လေအရှိဓာတ်ထိုင်မှာစားလေးတောက်ပြန်မလို့ဘူးတောင်းတော့ရတယ်မမုံလားကျွန်တော်အဝေးရနေပြီအောင်မျက်ရည်ကြဒီနေ့လူမငချောက်ကိုလူ950သာကြော်မှာပဲဖြစ်ပါတယ်ငချောက်လူ950သာဆိုလို့ရှိရင်15ဘိတ်သာကုန်ကြမှာဖြစ်ပြီးတော့စက်သွန်နေရောတော့ ငချောက်ရဲ့၅စထဲမှာပဲဖြစ်ပါတယ်။စီကပိတ္တ33မှာပါ။စားရီအချိုမုံတွေလုံးဝသုံးသွားမှာမဟုတ်ခဲနဲ့ငချောက်ရဲ့အငံတန်းနဲ့ပဲကျက်သွန်နဲ့မျှတာအောင်ပေါင်းဆက်ပြီးတော့ကြောသွားမှာပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်မလို့ငချောင်မျိုးစားပေါ်မှာမူတီးပြီးတော့ကျက်သွန်ရဲ့ပိတ္တကြံလည်းပြောင်းလဲသွားမှာပဲဖြစ်ပါတယ်။ဒီအလူမှာအသုံးပြုထားတဲ့ငချောက်ကတော့ငွှေညင်းပဲဖြစ်ပါတယ်။ ငါရွှေညင်းကနည်းနည်းငန်းတယ်လို့ပြောပါတယ်အဲ့ဒါကြောင့်မလို့ကျက်သွန်ငါးဘိတ်တန်နဲ့တွဲရတာပါအချမ်းအငန်ပေါ့တဲ့ငချောက်တွေဆိုလို့ရှိရင်တော့ကျက်သွန်ရဲ့အချိုးကနဲသွားမှာပဲဖြစ်ပါတယ်ဒါတွေကတော့ငချောက်ပေါင်းထားတာပါငချောက်ပေါင်းဖို့အတွက်အောက်မှာရေလေးနည်းနည်းထည့်ထားတယ်ရေလေးရဲ့အထက်မှာတန်စကားလေးတင်ပြီးတော့တန်စကားရဲ့အထက်မှာငချောက်ကိုဂုံရိုင်းနဲ့ထုတ်ပြီးတော့ပေါင်းထားပါတယ်ရေငွေ့ချွေးငွေ့နဲ့ပဲပေါင်းတဲ့သဘောပါပြုတ်တဲ့ပုံစံမဟုတ်ပါဘူး ရင်ဆိုရင်ကြက်တုံလီဖို့အတွက်ချိန်တစ်ခု ပေးရပါတယ်အခုကတော့ကြက်တုံလီဖို့အတွက်ချိန်ပေးရမလို့တော့ပါဘူးကြက်တုံလီတဲ့စက်ဒီပေါ်နေပါပြီလီးထားတဲ့ကြက်တုံတွေကိုစီတယ်ဟို3အိုးနဲ့တပြန်ပြီးတပြန်ကြော်ပါတယ်တခါတည်းအများကြီးကြော်မရတဲ့အတွက်နည်းနည်းချင်းတခါတခါကြော်ရပါတယ်ကြက်တုံတွေကြော်တာကမနက်6နာရီလောက်ကကြော်လိုက်တာ နေ့လယ်7နာရီလောက်မှပြီးပါတယ် အခုဆိုရင်တော့ငချောက်တွေပေါင်းထားတာလည်းရပါပြီငချောက်ပေါင်းချင်ရတော့မီးပြင်းပြင်းနဲ့တနာရီကျန်းပေါင်းရပါတယ်ဒီနေရာမှာကျွန်တော်အပါဝင် မသိတဲ့သူတွေအတွက်ကျွန်တော်ပြောပြချင်တာကငချောက်တွေကိုပေါင်းပြီးရင်ပြန်မကြော်တော့ပါဘူးဗျပေါင်းထားတဲ့ငချောက်တွေကို အသားနွားထောင်းပြီးတော့ခုကြော်ထားတဲ့ကြက်သွန်ကြော်တွေနဲ့ထမင်းနဲ့ထိုးသလိုစီရင်ငချောက်မုံတွေကြက်သွန်တွေထည့်ပြီးတော့ထိုးကြမှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ငချောက်ကိုပေါင်းတဲ့အချိန်မှာကြက်အောင်ပေါင်းရပါတယ် ်ကျက်သွန်ကြော်တွေကိုလည်းကြီးသွားအောင်ပကံဆောင်နဲ့ခောက်ပြီးတော့ချေးပေးရပါတယ်။ အလုံငကြောက်ကြော်နေတဲ့အဖွဲကလူအင်အားတော်တော်တောက်ပါတယ်သူတို့ကျွန်တော်မေးကြည့်လိုက်တယ်ကျွန်တော်တို့အလူထမင်းကျွေးတွေမှာဝတ်သားကျွေးရနဲ့ငချောက်ကျွေးရဘယ်အားပိုးခတ်ခဲလဲလို့မေးလိုက်တော့ငချောက်ကျွေးရကပိုးခတ်ခဲတယ်လို့ပြောပါတယ်ဝေယဝိဇ္ဇာတွေလောက်ရတာတွေတအားများတယ်တဲ့ဝတ်သားကျွေးမှာဆိုလို့ရှိရင်လူ၃ယောက်လုံးနဲ့တင်ခဏလေးချက်လိုက်တာနဲ့ပြီးတယ်လို့ပြောပါတယ် ခုကတော့ပေါင်းထားတဲ့ငချောက်တွေကိုအယိုးနှုံနေကြတာပါအယိုးနှုံဖို့အတွက်လည်းလူတွေကအဖွဲလိုက်လိုအပ်တာပါ အယိုးနဲ့အသားကတီးတန့်စီဖြစ်သွားပြီးတဲ့အချိန်မှာတော့အသားတွေကိုကျေညက်သွားအောင်ထောင်းပါမယ်။ဒါတော့စကြင်ကြောင်းနဲ့လှုပ်ထားတဲ့ကြောင်းမြုပ်စုံနဲ့ဖြစ်ပါတယ်။တော်တော်မိုက်တယ်နော်ကြီးပဲ။အဲ့မြုပ်စုံနဲ့ကိုထည့်ပြီးထောင်းပါမယ်။ 下午就是话点 မြက်ပြီးသားငချောက်တွေတရမှာပေါ်ထွက်လာတဲ့အရိုးလေးတွေကိုထပ်ပြီးတော့ကောက်ကြပါတယ်အခုဆိုရင်တော့ငချောက်15ပိတ်သားလုံးထိုးဖို့အတွက်အစင်းင်းဖြစ်သွားပါပြီအရိုးလေးလုံးဝမပါတော့ပါဘူးဗျငချောက်တွေထောင်းပြီးတဲ့အချိန်မှာနေ့လယ်စနစ်ထိုးနေပါပြီကျက်သွန်တွေကကြော်လုံးမပြီးသေးတာကြောင့်မလို့နေ့လယ်2နာရီကျမှငချောက်စထိုးပါမယ် ြင်မှုဘလော့ရဲ့ရွယ်ချက်ကကျွန်တော်ရဲ့တငယ်ချင်းတွေကိုယ်တိုင်မသွားပြမရောက်ဖြစ်ပေမဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်လိုက်တဲ့အချိန်မှာကိုယ်တိုင်သွားဖို့ရောက်ဖို့သွားတယ်လို့ခံစားရစေဖို့အတွက်ရည်ရွယ်ပါတယ်ဗျအဲ့ဒါကြောင့်မလို့ကျွန်တော်သွားလာလေပတ်ခဲ့တာတွေကိုဗီဒီယိုလေးတွေအဖြစ်နဲ့သေချာမှတ်တမ်းတင်ပြီးတော့တင်ဆက်ပေးတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ ပြောစရာတစ်စုံတရာရှိခဲ့လို့ရှိရင် comment မှာနိုင်ခဲ့ပြီးဖို့ဝေဖန်ခဲ့ပြီးဖို့တောင်းဆိုကြပါရစေဗျကျွန်တော်ရဲ့ channel လေးကိုသဘောကျတယ်ဆိုလို့ရှိရင် subscribe နှိပ်ခဲ့ပြီးပါဗျအသစ်တင်တိုင်းသိအောင်လဲ notification လေးကိုပါနှိပ်ခဲ့ပြီးဖို့အတွက်တောင်းဆိုကြပါရစေ ငချောက်ထိုးဖို့အတွက်ကြက်သွန်ကြော်တွေကိုဒဲဦးတွေကိုထည့်ပါမယ်ကျက်သွန်တွေကိုပိုးညက်သွားအောင်ယောက်ျား၂ယောက်အားနဲ့ထမင်းနဲ့ထိုးသလိုထပ်ထိုးကြပါတယ်။အဲ့ဒီထဲမှာခုနအစင်းသင်းလောက်ထားတဲ့ငချောင်းမုံတွေကိုထည့်မှာပဲဖြစ်ပါတယ်။ နည်းနည်းထိုးလို့ကောင်းအောင်ရေလေးထည့်ပါမယ်ဒီရေကတန့်ပါတယ်နော်အခုငါချောက်ထိုးရင်းနဲ့စီခက်လိုက်ရေခက်လိုက်မလို့ရေမှာစီတွေဝေ့နေရပါပြီးရင်ငါချောင်းမုံလေးလိုအပ်တယ်လို့ထည့်ပါမယ်

ခုနှစ်ရက်လောက်နေမှာအလူကစမှာဆိုတော့အလူမတိုင်ခင်သိမ့်ဖို့အတွက်အိုးထဲမှာထည့်သိမ့်ထားပါဘောနော်ဟုတ်ပါဘူးဘယ်လိုထိုင်းဇုံးဇုံးလေးချစ်ချစ်ပါဆောမယ်ဟောသားရီဆောမယ်ကျောင်းသားရေဒုက္ခကိုသိနေတာကျောင်းမှာစားနေမှာစားနေမှာစားနေတာလည်းမဟုတ်ဘူးဘာလို့ဒီလိုမျိုးလဲ ဟိုလူရရတာနဲ့တူလားဟိုဒီကျွန်တော်ကအလူတွေမှာ၂၆ကျော်နဲ့တိတ်မစားဘူးတော့မပြောတတ်ဘူးသူကတော့တော်တော်ကျွန်တော်မချောက်မချောက်များနေတယ်လို့ပြောထားလားမင်းကြောက်ရမှာမှာလေကျမတော်။ဟုတ်။ဟုတ်လား၆။၆တူများရဲ့ခင်ဗျာ။၆သားတွေများရဲ့။၆သားတွေများရဲ့လား။ 啊，那个，啊，那个，啊，盖一个呢。玻璃，玻璃，玻璃。玻璃啊。哟。玻璃盖完了，出出出表，那找你面了，怎么怎么怎么看看？哎，那你这家那个嘛不？嗯。哈哈哈。好的，他们还差几大几大？我那个他们没那么多。没有，我们没那么多。没那个，我那个他们看来说，他那这里的人都差几大？我们没。好的。 ကျွန်တော်ကငကြောက်ကြော်တွေသိမ့်မကြိုက်ဘူးပေါ့နော်ဒါပေမဲ့ဒီငကြောက်ကြော်တွေကအရန်စားကောင်းပါတယ်လုံးဝမငံမဲနဲ့ချိုချိုစိမ့်စိမ့်လေးနဲ့စားလို့ရန်ကောင်းပါတယ်ဗျဒါကတော့အလူဝင်နေ့တွေမှာကျွေးမဲ့ငကြောက်ကြော်တွေမြုပ်သီးကြော်တွေပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျကျွန်တော်အတန်ဝင်နေတာကြောင့်မလို့စကားပြောလေးတွေအစင်မပြေခဲ့ရင်တောင်းပန်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကျမှကျွန်တော်တို့ပြန်တွေ့ကြမယ်ဗျ